ရှမ်းပြည်နယ်မိခင်နှင့်ကလေးဆောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာရကဥက္ကဋ္ဌနှင့်ဖွဲ့ဝင်များသည်ဆက်ဆံထွေပြည်သူစေယုံကြီး၌ခွဲစိတ်ကူတာမြေမွေရပါနှကောင်းွယ်အာကောင်းွယ်လူနာများအောင်တွားရောက်တွေ့ဆုံအားပေးတဲ့တဲ့ရင်ကိုတိဆက်ပါမယ်ရှင်။ ရှမ်းပြည်နယ်မိခင်နှင့်ကလေးဆောင်ရှောင်းမှုကြီးကြပ်ရေးအဖွဲ့နာရကဒေါ်ညိုမီစောဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်တောင်ကြီးမြို့ဆက်ဆံထွန်းပြည်သူစီရင်ကြီးနိုင်ခွဲစိတ်ကုသရမည်မွေရပါနှခမ်းခွဲအာခံခွဲလူနာများအောင်နိုဝင်ဘာလ29ရက်နေ့နံနက်ပိုင်းကတွားရောက်တွေ့ဆုံအားပေးခဲ့ကြပါသည်ဥစွာရှမ်းပြည်နယ်မိခင်နှင့်ကလေးဆောင်ရှောင်းမှုကြီးကြပ်ရေးအဖွဲ့နာရကဒေါ်ညိုမီစော ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကခွဲစိတ်ကူတာမီငွေရပါနှခန်းခွဲအာကောင်ခွဲလူနာ24ဦးတို့အားရင်းရင်းနှီးနှီးတွားရောက်တွေ့ဆုံအားပေးစကားပြောကြ၍တအူးလင်ငွေသားကျပ်3000ကစားစရာအယုံနှင့် အာဟာရဖြည့်မိုင်လိုဘူးများပေးအပ်ခဲ့ပါသည် ို့နောက်ရှမ်းပြည်နယ်မိခင်နဲ့ကလေးစောင်းရှောင်းမှုကြီးကြပ်ရေးအဖွဲ့နိုင်ရကဒေါ်ညိုမီစောကဆက်စံထွန်ပြည်သူစေယုံစီရအတွက်အလူငွေကျပ်၁၀သိန်းတတီအားပေးအပ်လူတဲ့ရဆက်စံထွန်ပြည်သူစေယုံအုပ်ကြီးဒေါက်တာရန်နိုင်အောင်မှလက်ခံရယူခဲ့ကြောင်းသိရပါဗျာ။ အဆိုပါကျမ်းမာရေးဝန်ကြီးဌာနနဲ့ရှမ်းပြည်နယ်အစိုးရဖွဲ့ကြီးကြံလန်းညွှန်မှုဖြင့်ကုသရေးဦးစီးဌာနမှပေါမောက်ခအထူးကုဆရာဝန်ကြီးများကမူရပါနှခမ်းကွဲအာခံကွဲလူနာများအားနိုဝင်ဘာလ29ရက်နေ့မှာ30ရက်နေ့အထိစနစ်တကျခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။